အော်တိုဘတ်22ရက်နေ့မှာရှင်းတက်ရှင်းကြနေတဲ့ကမ္ဘာရွှေဈေးကဆက်ပြီးတော့မှဘလို့တွေဖြစ်လာနိုင်တယ်ဆိုတော့ကျွန်တော်လည်းအတူကြည့်အောင်ပါလက်ရှိမှာဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကအမြင့်ဆုံးအနေနဲ့4161ဇီတန်းထိအမြင့်ဆုံးတက်ထားပြီးတော့မှ4004ထိအနည်းဆုံးဆင်းထားတာဆိုတော့လက်ရှိအချိန်ထိကမ္ဘာရွှေသည်159ပြည်ဝန်းကျင်ခန့်အလောက်ခန့်ဖြစ်ပြီးပါပြီအဲဆိုတော့ကမ္ဘာရွှေဈေးကဆက်ပြီးတော့မှဘာတွေဖြစ်လာနိုင်တယ်ဆိုတော့ကိုသုံးသပ်ကြည့်အောင်ပါလက်ရှိမှာဆိုလို့ရှိရင်တော့ကျွန်တော်ကမ္ဘာရွှေဈေးက၄၀၀ 82ဇေတန်းကို ရောက်နေတာပဲဖြစ်တယ်4082ဇေတန်းကိုရောက်နေတယ်လက်ရှိအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ4081ဇေတန်းက4081ဇေတန်းစုံဒီတက်ဆပ်ပတ်ဇေတန်းစုံအနေနဲ့ရှိနေတယ်ဆိုတော့ဒီ4081ဇေတန်းစုံအောက်ကိုသာထောက်ကြခဲ့မယ်ဆိုလို့ရှိရင်တော့ကဘာရွှေဈေးက4000ဈေးတန်းနေအထီကိုပြန်ပြီးတော့မှအကျလာနိုင်တယ်ဒီ4081ဈေးတန်းစုံကိုဖောက်မကျနိုင်သေးဘူးဆိုရင်တော့ကဘာရွှေဈေးကပြန်ပြီးတော့မှဒီ 6ဈေးတန်းဝင်ခြင်းနေ့အထိကိုပြန်ပြီးတော့မှတက်လာနိုင်ပါတယ်။အဲဆိုတော့ဈေးတက်ဖို့ရာအတွက်ဆိုလို့ရှိရင်လည်းလက်ရှိမှာဆိုလို့ရှိရင်တော့ဒီ4156ဈေးတန်းက resistance ဈေးတန်းနေနဲ့ရှိနေတယ်။ဈေးတက်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီ4151အထက်ကိုဖောက်တက်မှသာလျှင်ကမ္ဘာရွှေဈေးက4200ဈေးတန်းဝင်ခြင်းနေ့အထိကိုပြန်ပြီးတော့မှအတက်လာနိုင်ပါတယ်။ကျွန်တော်တို့ကျွန်တော်တို့ရေတို့ရောင်းဝယ်လုပ်ချင်တဲ့မိတ်ဆွေတွေအတွက်ဆိုလို့ရှိရင်တော့လက်ရှိမှာကျွန်တော်4081ဈေးတန်းကိုစောင့်ကြည့်မယ်။အော်ဒီဈေးတန်းစုံအောက်ကို ဖောက်ကြပြီးမပိတ်နိုင်ခဲ့ဘူးဆိုလို့ရှိရင်ဒါပေမဲ့ဆိုလိုရင်းနဲ့ဒီဈေးတန်းမှာအဝဲအော်ဒါဝင်နိုင်မယ်ရေတို့အဝဲအော်ဒါဝင်နိုင်မယ်480 490 60ဈေးတန်းဝင်ခြင်းနေမှာမိတ်ဆွေတို့အနေနဲ့အမြတ်ပိုင်းဖြတ်ထားနိုင်ပါတယ်။ကျွန်တော်ဒီလိုမှမဟုတ်ဖယ်နေကျွန်တော်တို့480ဈေးတန်းအောက်ကိုဖောက်ကြခဲ့ပြီဆိုလို့ရှိရင်ဒါကမ္ဘာရွှေဈေးက4000ဈေးတန်းဝင်ခြင်းနေတီကိုရောက်နိုင်တာဖြစ်တဲ့အတွက်ဖောက်ကြခဲ့ပြီဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ရေတို့အကြောင်းအော်ဒါဝင်မယ်။ကျွန်တော်တို့ဒီ4050ဈေးတန်း4040ဈေးတန်းဝင်ခြင်းနေမှာတည်ချတဲ့အမြတ်ကိုမိတ်ဆွေတို့အနေနဲ့ဒါပိုင်းဖြတ်ထားနိုင်ပါတယ်။ ဒါကြောင့်ရေတို့ရောင်းဝယ်လုပ်ချင်တဲ့မိတ်ဆွေတွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်လက်ရှိအခြေအနေမှာဒီ4081ဈေးတန်းစုံကို စောင့်ကြည့်စေချင်တယ်4081ဈေးတန်းစုံအောက်ကိုဖောက်ကြခဲ့ရင်မိတ်ဆွေတွေနဲ့ရေတို့အကြောင်း order လိုက်မယ်တေချာတဲ့အမျက်မှာမိတ်ဆွေတွေနဲ့အမျက်ပိုင်းဖြတ်မယ်ဒီ4081ဈေးတန်းဆုံးအောက်ကိုဖောက်မကြနိုင်ရဘူးဆိုလို့ရှိရင်တော့မိတ်ဆွေတွေနဲ့ရေတို့အဝဲအော်ဒါပြန်လိုက်မယ်ကျွန်တော်တို့ဒီ4080 4090ဈေးတန်းဝင်ခြင်းတွေမှာတည်ကြတဲ့အမြတ်ကိုမိတ်ဆွေတို့နဲ့ပိုင်းဖြတ်ထားနိုင်ပါတယ် ကျွန်တော်တို့ဈေးဆက်ပြီးတော့မှ ကြားဖို့အတွက်ဆိုလို့ရှိရင်တော့ဒီ၄ထောင်ဈေးတန်းကိုဆက်ပြီးတော့မှစောင့်ကြည့်ရမယ်ဒီ၄ထောင်ဈေးတန်းအောက်ကိုဖောက်ကြနိုင်မှသာလျှင်ကပ္ပရွှေဈေးကအကြဖက်ကိုပြန်ပြီးတော့မှလာနိုင်ပါမယ်၄ထောင်ဈေးတန်းအောက်ကိုမဖောက်နိုင်သေးဘူးဆိုရင်တော့ကပ္ပရွှေဈေးကအတက်ဖက်မှာပဲပြန်ပြီးတော့မှရှိနေနိုင်ပါတယ်လက်ရှိအနေနဲ့ကျွန်တော်တို့ဈေးတက်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီ၄ထောင်56ဈေးတန်းကိုစောင့်ကြည့်မယ်၄ထောင်156ဈေးတန်းကိုစောင့်ကြည့်မယ်၄ထောင်156ဈေးတန်းအပေါ်ကိုဖောက်တက်နိုင်မှသာလျှင်ကပ္ပရွှေဈေးကအတက်ဖက်ကိုပြန်ပြီးတော့မှ အားကောင်းလာနိုင်ပါတယ်။ဒါမို့ရေတို့ရောင်းမယ်လို့ရှင်တဲ့မိတ်ဆွေတွေအတွက်ဆိုလို့ရှင်တော့4.87ဈေးတန်းကိုစောင့်ကြည့်ပါ။4.87ဈေးတန်းအောက်ကိုဖောက်ကြခဲ့ရင်ရေတို့အရောင်း order လိုက်မယ်။ဖောက်မကြနိုင်ဘူးဆိုလို့ရှင်ရေတို့ over order ပြန်လိုက်ပါမယ်။ ဟုတ်ကဲ့ပါကျွန်တော်အခုပြပြပေးတော့တာတွေက technical need ရသုံးသက်ချက်တွေပဲဖြစ်ပါတယ်။နောက်ပြီးတော့ဒီညမှာဆိုလို့ရှိရင်လည်းကမ္ဘာရွှေဘောကမှာအလောက်ကဖြစ်စေနိုင်တဲ့ economic data, fundamental data တွေထွက်ဖို့မရှိတဲ့အတွက်ကြောင့်မို့လို့အဲဒီလိုအနေနဲ့ technical need ရပဲဆက်ပြီးတော့မှအယောင်းဝင်လုပ်နိုင်ပါတယ်။နောက်ပြီးတော့ကျွန်တော်ရဲ့ဒီ video လေးကိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာကမ္ဘာရွှေရောင်းဝယ်လုပ်ငန်းကိုစိတ်ဝင်စားလို့လေ့လာခြင်းတဲ့မိတ်ဆွေတွေရှိတဲ့ဆိုရင်နောက်ပြီးတော့အကောင့်ဖွင့်ပြီးတော့မှအယောင်းဝင်လုပ်ခြင်းတဲ့မိတ်ဆွေတွေရှိတဲ့ဆိုလို့ရှိရင်လည်းဒါကျွန်တော်ရဲ့ Viber Telegram ကနေတစ်ဆင့်အသေးစိတ်ဓာတ်ရိုက်ဆုံးသမ်းနိုင်ပါတယ်။ ဒီနေ့တက် channel မိတ်ဆွေတွေအနေနဲ့လည်းကျွန်တော် zoom class ရှိတယ်လို့ video class တွေလည်းရှိတဲ့အတွက်ကြောင့်မလို့ကိုကြိုက်တဲ့သင်တန်းကိုရွေးချယ်ပြီးတော့မိတ်ဆွေတို့အနေနဲ့လေ့လာနိုင်ပါတယ်။ဒါကြောင့်မလို့သင်တန်းအသေးစိတ်ကိုသိရှိချင်တဲ့ဆိုလို့ရှိရင်လည်းဒါကျွန်တော်ရဲ့ Telegram Viber ကနေပြီးတော့မှတိုက်ရိုက်လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။